မင်္ဂလာပါခင်ဗျာအော်တိုဝါလာ22ရက်နေ့ရွှေရံကုန်ရဲ့အသီးမှတ်ဖွဲ့ရာသတင်းကမ္ဘာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းနယ်မြေတချို့ကိုဆွတ်လွန်ပေးရမယ်လို့ဒေါ်နယ်ထရန့်ပြောတဲ့သတင်းပဲဖြစ်ပါတယ်ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အတွက်ယူကရိန်းဟာနယ်မြေတချို့ကိုဆွတ်လွန်ပေးရမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရပါတယ်ဒေါ်နယ်ထရန့်ဟာယူကရိန်းသမ္မတဇလန်စကီးနဲ့အင်ဂျီရောမှာတွေ့ဆုံမှုတစ်ခုလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာအခုလိုထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ် ဒေါ်နယ်ထရန့်ကစစ်ပွဲကိုဆုံးသက်ဖို့ဆိုရင်ယူကရိန်းကဆွတ်လွတ်မှုတချို့ပြုလုပ်ရလိမ့်မယ်။ရုရှားသမ္မတပူတင်ကတော့တခုခုကိုယူပါလိမ့်မယ်လို့ပြောခဲ့ကြောင်းသတင်းများကဖော်ပြပါပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြေရှားတပ်ထုဆိုင်ရာသဘောတူညီချက်အမေရိကန်နဲ့အော်စတြေးလျလက်မှတ်ထိုးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နဲ့အော်စတြေးလျတို့ဟာမြေရှားတပ်ထုနဲ့အရေးပါတဲ့တွင်းထွက်တွေထုတ်လုပ်ထောက်ပံ့ရေးအတွက်သဘောတူညီချက်တစ်ချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ တဟာမေရှားတပ်ထုတင်ပို့မှုကန့်တိုက်မှုတွေကိုချမှတ်ထားတဲ့တရုတ်နိုင်ငံရဲ့ဈေးကွက်စိုးမိုးမှုကိုတုံ့ပြန်ဖို့ကြိုးပမ်းမှုလို့အကြက်ခတ်တွေကဆိုပါတယ်။ဒီသဘောတူညီချက်ကိုဒေါ်နယ်ထရန့်နဲ့ဩစတြေးလျဝန်ကြီးချုပ်တို့ကအင်ဂျီရောမှာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။သဘောတူညီချက်အရအမေရိကန်နဲ့ဩစတြေးလျတို့ဟာ6လအတွင်းနှစ်နိုင်ငံဆောင်ရွက်မဲ့စီမံကိန်းတွေအတွက်ဒေါ်လာ1ဘီလီယံစတဲ့အသုံးပြုမှာဖြစ်ပြီးမေရှားတပ်ထုနဲ့အခြားအရေးပါတဲ့ဒက်တပ်ထုတူဖော်ခြင်းပြုပြင်ခြင်းတွေအတွက်အမေရိကန်ဒေါ်လာ8.5ဘီလီယံထိရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်တာကာအီချီအရွေးချယ်ခံရဆိုတဲ့သတင်းမှဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်တာနာအဲတာကာအီချီကိုဒီကနေ့ပါလီမန်မှာရွေးချယ်လိုက်ပြီးသူမဟာဂျပန်ရဲ့ပထမဆုံးသောအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာကြောင်းသိရပါတယ်။ရှေယိုဇဲဝါရီတွေဖြစ်တဲ့အသက်64နှစ်အရွယ်တာကာအီချီဟာဂျပန်နိုင်ငံရဲ့တာမနီအမျိုးသမီးအဖြစ်လူသိများပြီးဗီတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကိုလေးစားအားကြသူဖြစ်ကဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေရဲ့လူရင်းတယောက်လည်းဖြစ်ပါတယ်။တာဟာဝန်ကြီးချုပ်ဖြစ်ရေးတတိယအကြိမ်ကြိုးပမ်းမှုဖြစ်ပြီးအကျင့်မြတ်ချဆမှုအပါအဝင်အရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်နေရတဲ့ဂျပန်အာဏာရ Liberal Democratic Party မှာပါ9နှစ်အတွင်း၄ရောက်မြောက်ဝန်ကြီးချုပ်ဖြစ်ပါတယ်။ဂျပန်အာဏာရ Liberal Democratic Party ဟာညွန်ပေါင်းအဖွဲ့မဟာမိတ်တချို့နှုတ်ထွက်သွားတာကြောင့် JIP ပါတီနဲ့ညွန်ပေါင်းဖွဲ့ခဲ့ရပြီးတဲ့နောက် တာကာအီချီဟာဝန်ကြီးချုပ်ဖြစ်လွှတ်တော်မှာရွေးချယ်ခံခဲ့ရတာဖြစ်ပြီးအမှတ်465ရောက်မှာ239ရောက်ကထောက်ခံပေးပေးခဲ့တာဖြစ်ကြောင်းသိရပါပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပါရီမြို့နမဲကျော်လူပွားပြတိုက်မှာအဖို့မဖြတ်နိုင်တဲ့ယရနာများခိုးယူခံရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပါရီမြို့ရဲ့နမဲကျော်လူပွားပြတိုက်မှာအပေါ်တဲ့ဗရင်းပေါက်တစ်ခုကိုကရင်ကအုံပြူ၍ရိုက်ခွဲပြီးတဲ့နောက်မျက်နှာအုံများခေါင်းစုံများတက်ဆင်ထားသောတခိုးများကပြင်းထန်နှမ်းစင်ယရနာများထားရှိတဲ့အပိုင်းမှပစ္စည်းများကိုခိုးယူပြီး ဆိုင်ကယ်များနဲ့ထွက်ပြေးခဲ့ကြောင်းတာဝန်ရှိသူမျိုးကပြောကြားခဲ့ပါတယ်။ပြားရိုက်ဖွင့်လင်းပြီးချိန်နံနက်9:00နာရီခွဲအချိန်မှာတော့တခိုးများကလှုပ်ရှားခဲ့ပြီးအဆောက်အဦတွေသို့ဝင်ရောက်ခဲ့ကြောင်းပါရီအစိုးရရှိနေလော်ရာဘက်က PFMTB ကိုပြောကြားခဲ့ပါတယ်။တပြားတိုက်မှုက6မိနစ်9မိနစ်သာကြာမြင့်ခဲ့ပြီးလက်နက်ကင်မထားပေမဲ့တပ်ဖြတ်ဆက်များကင်ဆောင်ထားတဲ့လူလေးဦးကကျူးလွန်ခဲ့ကြောင်းတခိုးများကပစ္စည်းခိုးခုကိုအဓိကပြစ်မှတ်ထားပြီးရှစ်ခုကိုအမှန်တကယ်ခိုးယူခံခဲ့ရကြောင်းနပိုလီယံ3ဘုရင်မီဗျာ ယူချင်းရဲ့တရဖူကိုခိုးယူထွက်ပြေးစေကြကြံခဲ့ကြောင်းရှင့်နီလော်ရာကပြောကြားခဲ့ပါတယ်။အဆိုပါတရဖူဟာယူရိုတန်ပေါင်းများစွာတန်ဖိုးရှိပြီးအရေးအကြီးဆုံးပစ္စည်းဖြစ်ကြောင်းလေလံကုမ္ပဏီဥက္ကဋ္ဌအလက်ဇန်ဒါဂျီကယ်လိုကရိုက်တာသတင်းဌာနအားပြောကြားကြောင်းသိရပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့ဟောင်ကောင်လေစိတ်မှာကုန်တင်လေရင်ပြေးလန်းချော်ပြီးပင်လယ်ထဲကျလို့နှစ်ယောက်တည်တဲ့သတင်းပဲဖြစ်ပါတယ်။ဟောင်ကောင်ပြည်ပြည်ဆိုင်ရာလေစိတ်မှာညကုန်တင်လေရင်ဒဇင်းဟာပြေးလန်းမှချော်ပြီးနောက်ပင်လယ်ထဲကိုကျရောက်ခဲ့တယ်လို့ လူနှစ်ယောက်သေဆုံးသွားတယ်လို့အာနာပိုင်တွေကပြောကြောင်းသိရပါတယ်။ Boring 747481ဟာမြောက်ဖက်ပြေးလမ်းပေါ်မှာရှိတဲ့ယာဉ်တစ်စီးကိုတိုက်မိပြီးလမ်းချော်ခဲ့တာဖြစ်ပါတယ်။သေဆုံးသူ၂ယောက်နဲ့အသက်30နဲ့40ရွယ်ရှိအထွေထွေရှိမြေပြင်ဝန်ထမ်းတွေဖြစ်ကြောင်းလေးစိတ်ညွန်ကြားရေးမှူးကပြောပါတယ်။တေဆုံးသူ၂ယောက်ဟာအသက်30နဲ့40ရွယ်ရှိအတွေ့အကြုံရှိမြေပြင်ဝန်ထမ်းတွေဖြစ်ကြောင်းလေးစိတ်ညွှန်ကြားရမှုကပြောပါရတယ်။လေရင်ပေါ်ကလေရင်အမှူတန်း၄ယောက်ကတော့အသက်ရှင်လွတ်မြောက်ခဲ့ကြောင်းသူတို့တွေဟာလေရင်ငကားကိုချိုးဖျက်ပြီးလွတ်မြောက်ခဲ့ကြောင်း လင်းရအခင်းဖြစ်ချိန်မှာအရေးပေါ်အချက်ပြမှုတစုံတရာကိုထုတ်ပြန်ခဲ့တာမရှိကြောင်းသိရပါတယ်။ဟောင်ကောင်လေဆိပ်ကို1998ခုနှစ်မှာဖွင့်လှစ်ပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်လူသေးပြောက်များတဲ့ဖြစ်ရလို့တာဝန်ရှိသူတွေကပြောပါတယ်။လက်ရှိမှာတော့လင်းရဲ့ Black Box ကိုရှာဖွေပြီးစုံစမ်းစစ်ဆေးမှုတွေစတင်နေကြောင်းသိရပါတယ်ခင်ဗျာ။